စစ်ကောင်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာဝင်ကြီးချုပ်နဲ့တိုင်းဝင်ကြီးချုပ်တို့ဟာ ARD တိုင်းကနေဝင်ရောက်ရှင်ပြိုင်မှာဖြစ်တဲ့အတွက်အစိုးရဝန်ထမ်းတွေနဲ့လုပ်ငန်းရှင်တွေအနေနဲ့မဲပေးဖို့ဖိအားပေးမှုတွေရှိနေတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ6ရက်နေ့ကပသိမ်မြို့ကိုစစ်ကောင်မရှင်ရဲ့ပြည်ထောင်စုဝင်ကြီးနှုတ်ရောက်ရှိလာပြီးကြမ်းခိုင်ပါတီဝစ်ဆောင်ဝေကတက်ဆိုင်ရာဌာနတွေကိုတွားရောက်ကမဲပေးဖို့ဖိအားပေးပြောဆိုခဲ့တာဖြစ်ပါတယ်။သူတို့နဲ့ပတ်သက်တဲ့ဌာနတွေနဲ့လုပ်ငန်းရှင်တွေကိုမဲထည့်ခိုင်းနေတော့ ဘယ်တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မှာလဲလို့ပသိမ်မျိုးကနိုင်ငံလေးလာသူတူက ARD Times ကိုပြောပါရယ်စစ်ကောင်မရှင်လောက်ခံလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်စီးပွားရေးနဲ့ကုသရေးဝန်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးချစ်စွေတို့ ARD တိုင်းတွင်းကနေအမျိုးသားနှုတ်တော်နေရာတွေမှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါရယ်ဒါအပြင် ARD တိုင်းဝန်ကြီးချုပ်ဦးတင်မဝင်းဟာရေကြီးမြို့နယ်တိုင်းလွတ်တော်မှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့လည်းသိရပါရယ် စစ်ကောင်မရှင်အားရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းနဲ့ကျင်းပမှာဖြစ်ပြီး လာမယ့်ဒီဇင်ဘာလမှာ ပြုလုပ်မယ့်အပိုင်း၁မှာ AR တိုင်းကရှင်းမြုံနယ်ပါဝင်ပါတယ်စစ်ကောင်မရှင်ပြုလုပ်မယ့်ရွေးကောက်ပွဲမှာဝင်းကြီးချို့နဲ့တိုင်းဝင်းကြီးချို့တို့ဟာ AR တိုင်းကနေဝင်ရောက်ရှင်းပြိုင်မှာဖြစ်တဲ့အတွက်အစိုးရဝန်ထမ်းတွေနဲ့လုပ်ငန်းရှင်တွေအနေနဲ့မဲပေးဖို့ဖိအားပေးမှုတွေရှိနေတယ်လို့သိရှိရပါတယ်ဒီဖြစ်စဉ်ဒီမှာဘသူတွေကဥပဒေနဲ့အညီတရားနည်းလမ်းကြတောင်းဆိုခဲ့တယ် ဘသူတွေကဥပဒေကိုလစ်လူရှုမျက်ွယ်ပြုတ်ခဲ့တယ်လဲဆိုတာပမိုင်းကြေစေခြင်းလို့ပြန်ပြောပေးခြင်းဖြစ်ပါတယ်။ NLD အစိုးရနဲ့ပြည်ထောင်စုရေကောက်ပွဲကော်မရှင်တို့ကြောင့်စစ်မှန်စည်းကမ်းပြေဝတဲ့ပါတီစုံဒီမိုကရေစီစနစ်ပြက်စီးခဲ့ရတာကြောင့်အာဏာသိမ်းက၎င်းတို့အနေနဲ့ပြန်လည်တိဆောက်ပေးနေတယ်လို့စစ်ကော်မရှင်ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကဆွဆွဲပြောဆိုပါတယ်။အဲဒီစနစ်ကိုပြည်သူလူထုလိုလားတောင်းတနေတာကြောင့်စစ်တပ်အကျိုးစီးပွားအတွက်တစ်ဖက်သက်ရေးဆွဲထားတဲ့ 2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီရွေးကောက်ပွဲပြုလုပ်ပြီးအကောင့်ထယ်ဖော်နေတာဖြစ်တယ်လို့၎င်းကဝါရဖြန့်မီဒီယာတွေကတဆင့်ဒီကနေ့ထုတ်ပြန်ပြောဆိုပါရယ်သူတို့ကသာစစ်မှန်စည်းကမ်းပြေဝါတဲ့ပါတီစုံဒီမိုကရေစီစနစ်ရှောင်လန်းမှုကိုရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့တာဖြစ်တယ်ဒီလိုဖျက်ဆီးခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုနီးစနစ်ကျစွာပြန်လည်တိဆောက်ပေးနေတာဖြစ်ပါတယ်လို့စစ်ကောင်မရှင်ပြောခွင့်ရကထည့်သွင်းပြောဆိုပါရယ် မြန်မာနိုင်ငံမှာ2008ဖွဲ့စည်းပုံခြေခံဥပဒေရေးဆွဲအတည်ပြုပြီးနောက်ပြီးခဲ့တဲ့2010ခုနှစ်ကနေဒီနေ့ထိရွေးကောက်ပွဲတွေပြုလုပ်မှုမှာချောင်းကျိန်ရှိပြီးအဲ့ဒီတည်းက3ငွေဟာကြားဖြတ်ရွေးကောက်ပွဲတွေဖြစ်က2021ခုနှစ်မှာတော့စစ်တပ်ကအာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ NLD အစိုးရအနိုင်ရရှိခဲ့တဲ့2020ရွေးကောက်ပွဲကိုမဲမတမာမှုရှိတယ်လို့ဆိုပြီး အတင်းအဓမ္မအာဏာသိမ်းယူခဲ့တဲ့စစ်ကောင်မရှင်က ။နာမည်ဒီဇင်မာလာကအစလို့လူလူလက်မခံတဲ့ရွေးကောက်ပွဲတွေအပိုင်းလိုက်ခွဲပြီးပြုလုပ်ဖို့စီစဉ်နေပါရယ်။ဒါရီဘာကြောင့်ပြန်ပြောနေရတယ်လဲဆိုတော့ဘသူတွေကဥပဒေနဲ့ညီတရားနည်းလမ်းတကျတောင်းဆိုခဲ့တယ်။ဘသူတွေကဥပဒေကိုလစ်လျူရှုမျက်ကွယ်ပြုခဲ့တယ်လဲဆိုတာကိုတမိုင်းကျေစေခြင်းလို့လို့စစ်ကော်မရှင် ပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကဆိုပါရယ်။စစ်ကော်မရှင်ကရခိုင်2020ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ38တန်းနဲ့ကမဲမတမမှု10.4တန်းခန့်ဖြစ်ပွားခဲ့တယ်လို့မကြာခဏပြောဆိုနေပေမဲ့လက်တွဲမှာတော့အဲ့ဒီကိစ္စကိုစစ်တပ်နဲ့လောက်ခံကြံခိုင်ပါတီတို့ကပြုလုပ်ခဲ့တာဖြစ်တယ်လို့အစီရင်ခံစာတွေကသိရပါတယ်။လက်ရှိမှာတော့စစ်ကော်မရှင်အား၎င်းတို့ရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာ28ရက်မှာအပိုင်း1 2026ခုနှစ်ဇန်နဝါရီ17ရက်မှာအပိုင်း2နဲ့ နှစ်ပတ်ကြာ2026ခုနှစ်ဇန်နဝါရီနောက်ဆုံးပတ်မှာအပိုင်း3ပြုလုပ်သွားမယ်လို့သိရပါဗျ။မန္တလေးတိုင်းမရယာမြို့နယ်အင်ဂျင်မြိုင်စေတော်ကြီးနဲ့စကြင်တောင်ပဝင်းကျင်ကိုစစ်ကောင်မရှင်က ထိန်းချုပ်ပြီးနောက်တပိတ်ချင်းမြို့နယ်အတွင်းကိုဝင်ရောက်ဖို့ပြင်ဆင်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ကမရယာရှိတွန်လိုင်းတက်တွေတက်ဆွဲရာစီရင်ရရေးပါတဲ့နေမြေတွေကိုစစ်ကောင်မရှင်ကပြန်လည်ထိန်းချုပ်ပြီးနောက် တပိတ်ချင်းမြို့နယ်အတွင်းကိုတင်ကားနဲ့တန်ချက်ကရင်းတွေပါသုံးပြီးဝင်ရောက်ဖို့ကြိုးပမ်းလာတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။မရီယာကိုသိမ်းပြီးနောက်မှာမန္တလေးမြောင်ချန်စီးရီနေထားရီပြောင်းလဲလာတယ်။တပိတ်ချင်းနယ်အတွင်းကိုအင်အားလုံးရင်းနဲ့ဝင်ရောက်နိုင်ရေးပြင်ဆင်လာနေပါပြီလို့စီးရီသတင်းရင်းမြစ်က ARD Times ကိုပြောပါဗျ။မရီယာမြို့နယ်မြောက်ဖျားရှိတံငါမြောက်ရွာအထိထိန်းချုပ်လာတဲ့စစ်ကောင်မရှင်က ချောင်းဆယ်မမတာဝေးပြစ်စိန်မြောင်းတွေကိုအလွန်ကျွန်သုံးပြီးတပိတ်ကျင်းနယ်အတွင်းကိုဝင်ရောက်ဖို့ပြင်ဆင်လာတာဖြစ်ပါတယ်။စစ်ကောမရှင်ရဲ့စီးရေးပြင်ဆင်နေမှုတွေအရတပိတ်ကျင်းနယ်စင်ကူးကိုအဓိကဆင့်မျက်နှာဖြစ်ထိုးစစ်ဆင်မှုပြင်ဆင်နေတာဖြစ်တယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။စစ်ကောမရှင်ရဲ့ခလာရရှင်ကစစ်ကြောင်းနှစ်ကြောင်းလုံးစေတော်ကြီးထိရောက်ရှိလာပြီးနေချောင်းရံကာဝေးတက်နဲ့စကြင်တောင်ထိထိမ့်ချုပ်သွားနိုင်တာလည်းဖြစ်ပါတယ်။ မရေယာမြို့နယ်၊စင်ကုန်းမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တွေမှာဆေးရုံပုံမပြင်းထန်လာတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့ဆေးရုံအသိရှိကြဖို့ပြည်သူ့ကောင်ကွယ်တပ်မတော်မန္တလေး MDY PDF ကနိုဝင်ဘာ၁၀ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာမရေယာစင်ကုန်းနယ်တပိတ်ချင်းမြို့နယ်တွေပါရွေးကောက်ပွဲပြုလုပ်ဖို့ပါဝင်နေတဲ့အတွက်စစ်ကောင်မရှင်ကအဲ့ဒီနယ်မြေတွေကိုထိန်းချုပ်ဆိုးမှုဖို့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့ MDY PDF ကထုတ်ပြန်ထားပါတယ်။ စစ်တပ်မျိုးတော်ပြင်းလင်းမျိုးလေကောင်ရှိအောင်စပယ်ရွှေဆိုင်ဓမြတိုက်ခံရမှုမှာလုံခြုံရေးဝန်ထမ်းမျိုးသားတူတေဆုံးခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးကိုရေတွက်နေစေဖြစ်တယ်လို့ရွှေဆိုင်စီကစုံစမ်းသိရပါတယ်။ဒီကနေ့မနက်ပိုင်း9:00နာရီလောက်မှာမန္တလေးလာရှိုးပြည်အောင်စုလမ်းမကြီးကမ္ဘောဇဘန်ကွဲအမှတ်နှစ်နိုင်စဉ်အနည်းရှိအောင်စပယ်ရွှေဆိုင်ကိုအမျိုးသားဓမြနှုတ်ဝင်ရောက်တိုက်ခိုက်ရမှာအမျိုးသမီးတဝူထိခိုက်ကလုံခြုံရေးမျိုးသားတူတေဆုံးသွားတယ်လို့မြို့ကန်တွေစီကသိရပါတယ်။ လက်ရှိမှာလူရက်ခံရတဲ့ကြောင်မြတ်ရတနာရွှေတဲ့လက်ဝတ်လက်စားတွေကို ရေတွက်နေကစုံရှုံမှုတန်ဖိုးရေတွက်နေစေဖြစ်တယ်လို့ရွှေဆိုင်စီကစုံစမ်းသိရပါတယ်။မြို့လေကောင်ကြီးမှာတော့ဓမြတိုင်ရဲနေတာတကယ်ကြောက်ဖို့ကောင်းနေပြီးဆိုင်တွေအကုန်လုံးကညနေ6နာရီလောက်ဆိုပိတ်နေကြပဲ။အခုဆိုမနက်ပိုင်းတော့စိတ်မချရတော့ဘူးလို့ပြင်းလင်းမျိုးကန်တူးကပြောပါရယ်။ ဓမြတိုင်းမှုမှာပါဝင်သူနှစ်ဦးဟာနံပါတ်မပါတဲ့ဆိုင်ကယ်တစ်စီးနဲ့ရောက်ရှိလာပြီးဆိုင်အတွင်းဝင်ရောက်လူရဲ့ပြီးတနက်နဲ့ပြစ်တာကြောင့်လုံခြုံရေးဝန်ထမ်းထိမှန်သေးဆုံးခဲ့တာဖြစ်ပါတယ်။အဆိုပါတနက်နဲ့ပြစ်သူအမျိုးသားကိုဖမ်းဆီးရမိပြီးကျန်တအူးမှာတော့ထွက်ပြေးလွတ်မြောက်နေတယ်လို့သိရှိရပါတယ်။စစ်တပ်အာဏာသိမ်းထားတဲ့ကာလတွေမှာရန်ကုန်မြို့ကြီးပါဝင်မြို့ကြီးတွေနေမြို့တွေမှာကိုဆိုးလူရဲ့သူဓမြတိုင်းမှု ပစ္စည်းလူရဲမှုနဲ့ပြန်မေးဆွမ်းမှုတွေပုံမှုများပြလာပြီးတရားဥပဒေအရဖြစ်ပေးဖမ်းဆီးနိုင်တာမရှိသေးဘူးလို့သိရှိရပါတယ်။ဇာဘိုင်ဂျန်ဂျော်ဂျီယာနယ်စပ်နီးခရီးသည်20ဦးထပ်မင်းတင်ဆောင်လာတဲ့တူရကီစစ်ဘက်ကုန်တင်လေယာဉ်တစင်းပြတ်ကျခဲ့တယ်လို့တူရကီကာကွယ်ဝန်ကြီးဌာနကပြောပါရယ်။လေယာဉ်ပြတ်ကျမှုမှာတေဆုံးသူရေအတွက်ကိုတာဝန်ရှိသူတွေကအတိမပြုခဲ့ပေမဲ့တူရကီသမ္မတအာတိုဂန်ကအစောပိုင်းမှာတေဆုံးသူတွေအတွက်ဝန်내စကားပြောကြားခဲ့ပါရယ်။ ။လင်းရင်ပြတ်ကြရာနေရာမှာရှောင်ဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေစတင်ခဲ့ပြီးလင်းရင်မော်မာအမှုရန်တွေပါဝင်ခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါရယ်။ C130 ကုန်တင်လင်းရင်ဟာအစားပိုင်းကြံကနေတူရကီကိုမောင်းနှင်ချိန်ပြတ်ကြခဲ့တာလို့တူရကီကာကွယ်ဝန်ကြီးဌာနကပြောပါရယ်။ကုန်တင်လေရင်ဟာအချက်မပြပဲရေဒါကနေပျောက်ကွယ်သွားခဲ့တယ်လို့ဂျော်ဂျီယာလေကြောင်းအာဏာပိုင်ဖွဲ့ကပြောပါရယ် အဆိုပါကုန်နင်းလင်းရင်ဟာအဇာဘိုင်ဂျန်ကနေ၃မိုင်ကွာစင်နာဂီမျိုးနီးပြတ်ကျခဲ့တာလို့ဂျော်ဂျီယာပြည်ထောင်ဝန်ကြီးဌာနကပြောပါရယ်လင်းရင်မူရန်တွေအသက်ဆုံးရှုံးရတဲ့တဲ့င်းကြောင့်အလွန်စိတ်မကောင်းဖြစ်ရတယ်လို့အဇာဘိုင်ဂျန်သမ္မတအီဟန်အလီယက်ကအာဒိုဂန်စီပေးပို့တဲ့တဝန်လာအတွင်းပြောကြားခဲ့ပြီးတူရကီပြည်သူတွေအတွက်စိတ်မကောင်းဖြစ်ရတယ်လို့ဆိုပါရယ်တူရကီကုန်တင်လင်းရင်ပြတ်ကျမှုကြောင့်နွန်စွာစိတ်မကောင်းဖြစ်ရတယ်လို့တူရကီနိုင်ငံဆိုင်ရာအမေရိကန်သံတမန်ကြီး ဂရမ်မာရန်ကလူမှုကွန်ရက်အိတ်မှာပြောပါရယ် C130 ဆိုတာကမ္ဘာတဝန်းရှိ လေတပ်ဖွဲ့တွေအသုံးပြုနေတဲ့အမေရိကန်နိုင်ငံတို့တည်ယူပို့ဆောင်ရေးလေယာဉ်တစ်မျိုးဖြစ်ပါရယ်လူဆက်သုံးဦးသေဆုံးခဲ့တဲ့သမိုင်းဝင်ခံတက်နေနေကာဘွန်ပေါက်ကွဲမှုမှာပါဝင်သူတွေကိုချမ်းသာပေးမှာမဟုတ်ဘူးလို့အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုရီကကတိပြုခဲ့ပြီးရဲတပ်ဖွဲ့ကတိုက်ခိုက်မှုကိုအကြမ်းဖက်မှုဥပဒေအရစုံစမ်းစစ်ဆေးနေပါရယ် 2012ခုနှစ်နောက်ပိုင်းနယူးဒေလီမြို့မှာပထမဆုံးဖြစ်စဉ်ဖြစ်တဲ့ကားဘုံးပောက်ကွဲမှုဟာမွတ်စလင်အများစုနေထိုင်ရာလူနေထူထပ်တဲ့ဧရိယာမှာဖြစ်ပွားခဲ့တာပါကားဘုံးပောက်ကွဲမှုကြောင့်အာဏာပိုင်တွေကနယူးဒေလီမြို့မှာအမြင့်ဆုံးအဆင့်လုံခြုံရေးတပ်နှုံထားပြီးဒုတိယအဆင့်ပြည်နယ်ရွေးကောက်ပွဲပြုလုပ်တဲ့ဘီယာပြည်နယ်မှာလည်းလုံခြုံရေးတိုးမြှင့်ထားပါတယ်ပြည်မှုကျွလွန်သူအလုံးကိုရေးယူသွားမှာဖြစ်ပါတယ်လို့အိန်းနီချင်းဘူတန်နိုင်ငံကိုနှစ်ရက်ကြာခီးစဉ်ဖြင့်ရောက်နေတဲ့မိုရီကပြောပါတယ် အိန္ဒိယကာကွယ်ဝင်ကြီးရာနက်စင်းကလည်းဝင်းကြီးချုပ်မိုရီရဲ့စကားအတိုင်းတန်ရောင်လိုက်ခဲ့ပြီးစုံစမ်းစစ်ဆေးမှုတွေ့ရှိချက်တွေကိုမကြမီထုတ်ပြန်မယ်လို့ပြောပါရယ်။နာမည်ကျော်ခီးသောနေမည်တစ်ခုဖြစ်တဲ့ခန်တက်နီနီရထားဂိတ်တစ်ခုနဲ့ကလျက်ရှိမီးပွိုင်မှာရက်တက်နေခဲ့တဲ့ကားတစ်စင်းကပောက်ကွဲမှုဖြစ်ခဲ့တာလို့ရဲတပ်ဖွဲ့ရဲ့ကနဦးစုံစမ်းစစ်ဆေးမှုရသိရပါရယ်။ New Delhi မြို့မှာပထမဆုံးကြိမ်ထင်းကရတိုက်ခိုက်မှုမှာ2017ခုနှစ်ကဖြစ်ပွားခဲ့ပြီး ဒေလီတရားရုံးချုပ်ပြင်မှာပုံပေါက်ကွဲမှုကြောင့်လူ15ဦးသေဆုံးခဲ့ပြီး60ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုဟာအိန္ဒိယမူကြားဟစ်တင်အဖွဲ့ပါကစ္စတန်နိုင်ငံခြေဆိုင်အကြမ်းဖက်အဖွဲ့တို့ကနေဆက်ဆက်ခဲ့တယ်လို့သိရှိရပါတယ်။